ကျောင်းသားလေး6ယောက်ပါတယ်အဲဆရာအကျောင်းဆရာမကြီး1ယောက်ပါတယ်နောက်လက်ထောက်ဆရာမ2ယောက်ပါတယ်နောက်ဧည့်သည်တော်ပြီးပါတယ်ကျောင်းလာစုံစမ်းတဲ့ပြီးပါတယ်ရောအလုံး73ယောက်ပါတယ်

for takeoff. ကျွန်တော်နာမည်ကတော့ဟိုသူစောလာပါ ။ဘုရားကိုယ်ပိုင်ကျောင်းကျောင်းဆရာမကြီးရဲ့အဖေပါ။ဟုတ်။အာဖြစ်စင်လေးကဒါအကက်သမီးလည်းပါသွားတဲ့။အဲကျောင်းဆရာမကြီးကသမီးဆိုတော့သမီးလည်းပါသွားပါတယ်။အဲ့တော့ကျွန်တော်တို့နဲ့ကျွန်တော်ဒီသားစုမှာဘိုးဘက်ဘိုးဘက်ဆောက်ဦးမှာသမီးသမီးစားပြီးတော့ဆက်နေရလို့သမီးစားပြီးတော့ဘိုးဘရိတ်တာကိုကုလကောင်းမှုသွားလုပ်မယ်ဆိုပြီးတော့သူတို့မိသားစုကိုသွားကြပါတယ်။သွားတဲ့အခါကျဒီနေ့ဒီရောက်တဲ့အခါကျတော့ဧည့်သည်ကတွေ့ကျင်တယ်ဆိုပြီးတော့ဆရာမကြီးခဏဆင်းပေးပါဦးဆို အဲ့ဒါနဲ့တွေ့တဲ့အချိန်အဲ့ဒီမှာမင်းညပိုင်းလေးမှာရလင်းလှုပ်သွားတယ်လှုပ်သွားတဲ့အခါကျတော့အဲ့ဒီမှာကျောင်းသားလေး၆ယောက်ပါတယ်အဲဆရာအကြောင်းဆရာမကြီး၁ယောက်ပါတယ်နောက်လက်ထောက်ဆရာမ၂ယောက်ပါတယ်နောက်အဲ့ဒီတော့ပြီးပါတယ်ကျောင်းလာစုံလာတဲ့ပြီးပါတယ်ရောဆိုအလုံး၁၃ယောက်ပါသွားတယ်ပါလာတော့ဟွာပေါ့ခင်ဗျာကျွန်တော်ဖြစ်တာတော့၁၆ယောက်ပေါ့အဲ့မဲ့၃ယောက်ကကျန်ကျေရေးရနေလုတ်ပြီလို့ရှင်းပြရတယ် ချက်ချင်းမရဘူးပြန်နောက်နောက်တရက်နောက်တရက်ရတယ်နောက်တရက်ရတယ်ရနောက်တရက်ရတယ်ဆို၃ရက်လောက်နေမှ၄ရက်လောက်နေမှနောက်၅ရက်လောက်နေမှပြီးသွားတယ်ဟုတ်အဲ့ဒါကအသက်ကလည်းချိန်ပြီးဆရာမကလည်းအားကိုးရတယ်အားကိုးရတယ်ဟုတ်ကဲ့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  ုတ်ကဲ့ဒါဘယ်လောက်ဖြစ်ရောနဲ့ပြည့်တယ်လဲဘယ်လောက်ရဲကျွန်တော်ကျွန်တော်မှတတိယောက်ရှိတာတတိယလေးအာကိုနေရတာသူ့မေကလည်းကိုဗစ်တုန်းကသုံးသွားတာဆိုတော့ကျွန်တော်မှဒီတတိယလေးနဲ့ပဲအာသူကကိုအာပီလိုက်ကိုကသူ့အာပီလိုက်နဲ့ဖြစ်တော့ဒီလိုဖြစ်ပြီးလို့ကျွန်တော်ခံစားနိုင်ဘောတော့ခံစားလို့မရဘူးအဲအခုလိုပဲရောင်ကနေပြီးတော့ကိုပဲကြောင်းချင်းချင်းလာပြီးတော့သူ့ကိုအာပီစကားပြောတာကျွန်တော်အများကြီးသိကြည့်တင်ပါတယ်ဒါအကျုံပေးပါဦး မကြုံဘူးဖြစ်ပါဘူးကျွန်တော်အသက်68နှစ်ရှိနေရှိပါတယ်68နှစ်ရှိနေမကြုံဘူးဖြစ်ပါဘူးဟုတ်ကျွန်တော်တို့အခုလိုနေနေရိုက်ကနေပြီးတော့ဒီလိုကမ်းပြည့်ရွင့်ကလေးကြီးကကျွန်တော်တို့မြို့ဟာနာလုံးမှာနာလုံးဆိုတော့စမ်းဟိုဘောလူတွေကလည်းပြီးတော့အခုလိုပဲလာရပြီးတော့အပိစကားပြောတယ်ကုညီရတယ်ဆောက်ရှောက်ကြတယ်ကျွန်တော်အဲ့ဒါကိုလည်းအများကြီးသိမှုဖြစ်ပါတယ်နော်ကျွန်တော်ကျွန်တော်ကျွန်တော်အနေနဲ့ကလည်းပဲဒီလေးရှိနေတဲ့အတွက်ဆက်လက်ပြီးတော့ ကိုယ်ပိုင်အကြောင်းကိုပြန်ပြီးတော့ပြန်လဲဒီကောင်းဝေးရာအတွက်လဲကြိုးစားနေပါတယ်။ကျွန်တော်တပတ်ကတော့အခုကားနာသွားလို့ဖြေုံမှာဖြေုံမှာဖြေကူနေပါတယ်။ဒါကဒေဇူနီအိုက်တယ်ပါတယ်။